Hello တင်းဘလော့ကနေပြန်လဲကြိုးစားလိုက်ပါရရှင်ဒီနေ့တော့ပူတင်းကအကုန်လုံးကိုတောင်ကြီးကိုခေါ်သွားမှာပဲဖြစ်ပါတယ်ခေါ်သွားမှာမဟုတ်ဘူးပေါ့နော်ရောက်နေပြီဒါကကျတော့တောင်ကြီးမျိုးအဝင်က view point နေရာလေးဖြစ်ပါတယ်အခုဒါလေးတောင်ကြီးမှာနေရာတိုင်းမှာမိုးရွာနေတာပူတင်းတို့သွားတော့ကတော်တော်လေးကိုနေပြပါတယ်အဲ့ချိန်တုန်းကဒါကတော့အဲ့ဒီမျိုးအဝင်ကဝင်ခဲ့တဲ့ကောင်းရင်ကြည်တောက်ဖြစ်ပါတယ်တောင်ကြီးကြည်တောက်တင်းမှာဆိုရင်လေဒီကောင်းရင်နဲ့ဒီတုံမချိတ်ပေါ့နော်ထင်းနဲ့ပေါင်းနေတာကပို့ပြီးတော့စားလို့ကောင်းပါတယ်ကောင်းရင်ကြည်တောက်တင်းမှာမှာအဲ့ ီအလုံးကြီးရတဲ့အလုံးသေးသေးလေးတွေကပိုပြီးစားလို့ကောင်းတယ်ပေါ့နော်။ဒါကတော့ကားပေါ်အစရသမားပါ။ကုတင်းတို့သွားတဲ့ချိန်ကကထိန်နဲ့တိုးတော်လေးဒီမှာလမ်းမှာကကထိန်နဲ့နေရပေါ့နော်။ရှမ်းယူရအကရဲတိုးနေရအကလေးတွေပါပါတယ်ပေါ့နော်။ဒါကတော်တော်လေးတွေ့ရခဲ့တယ်ပေါ့နော်။ရှမ်းပြည်မှာတော့မှာပဲဒီတိုးနေရကတာကကြတော့နေရာတိုင်းမှာမတွေ့ရအောင်ပေါ့နော်။ ပထိန်ခဲ့တာကိုနှစ်ဖွဲ့သုံးဖွဲ့နဲ့တိုးရဲပေါ့နော်ဒီမှာရှမ်းမာလေးတွေချောရဲဆိုတာဒီမှာဒါကိုပဲကြည်လက်ခံလိုက်တော့ပူတင်းတို့အမှန်တော့ဒီပထိန်ခဲ့တဲ့ဟာကတောင်ကြီးကအပြဲမှာတွေးရပေါ့နော်ဒါပေမဲ့ပူတင်းဒီကလော်လေးမှာထည့်ပြီးတော့ပြောပြချင်လို့တချင်းထဲမှာလေးရှမ်းမာလေးတွေချောချောင်းပဲပြောတာအမှန်တော့ရှမ်းလေးတွေလည်းချောပါလေဒီမှာလေးကြုံလုံးကြိုက်တုံနဲ့တခါတဲ့အမီးကက်ကိုရိုက်ခဲ့တော်တော်များများကလေးရှမ်းရူရဝတ်စုံလို့ပြောလို့ရှိရင်မိန်းကလေးဝတ်တီလည်းသူတို့တိကြရပေါ့နော်ယောက်ျားလေးဝတ်တီဆိုလို့ရှိရင်တိတ်လည်းမဝတ်ကြအောင်တိတ်လည်းမတွေ့ဘူးကြောက်နော်ကြည့်အခုဆိုတော့ပူတင်းတို့တဲတဲ့ ဟိုတယ်ကိုရောက်လာပါပြီဟိုတယ်နာမည်ကတော့ Treasure Palace Hotel ပါဟိုတယ်ကနေတောင်ကြီးမှာဆိုလို့ရှိရင် Royal တောင်ကြီး Hotel ကတော့အကောင်းဆုံးလို့ပြောတာပဲဒါပေမဲ့ပူတင်းတို့ဒီ Hotel ကိုရွေးလိုက်ရတာအကြောင်းရင်းရှိတယ်ပေါ့နော်ပူတင်းတို့ကအဓိကကမီးပုံပြန်ပွဲကိုသွားကြည့်ချင်တာဆိုတော့မီးပုံပြန်ကိုင်းတဲ့တင်လည်းမသွားချင်ဘူးမီးပုံပြန်ကမီးရှူမီးပန်းတွေကိုလည်းတဝါးကြီးခံစားချင်တယ်ဆိုတော့ပူတင်းတို့ဒီ Hotel ကိုရွေးလိုက်ရချင်းဖြစ်ပါတယ်မီးပုံပြန်တို့လို့ရှိရင်လေပူတင်းအခုထိုးပြနေတဲ့နေရာကနေမီးပုံလေးတွေကတိုင်းရိုက်တက်လာတာ Hotel Brand ကနေလုံးဝထင်းနေအောင်မြင်ရတယ်ပူတင်းထင်တဲ့တခြား Hotel ေထိုင်စားလို့ရှိရင်ဒီဟိုတယ်က view ကလေမီးဖုံးပြင်နေကြည့်ရတာတော်တော်လေးကိုအဆင်ပြေတဲ့ဟိုတယ်တစ်ခုဖြစ်မယ်ပေါ့နော်။ဒါကတော့ပူတင်းလိုနေတဲ့ခွန်းတော်ပါ။ပူတင်းလိုသွားတဲ့ချိန်ကပွဲရသည်လည်းဖြစ်တော်လေးတခန်းကိုနှစ်သိန်းပွဲပေးရတယ် WiFi လေးမကောင်းတာကလွယ်လို့ရှိရင်ကျန်တာကတော့အကုန်အဆင်ပြေပါတယ်။ဒါကတော့ခွန်းတော်အထမ်းရဲ့အပြင်ဘက်ကနေမြင်ရတဲ့ view ကြီးပေါ့နော်။ Extrovert ထိုးလို့ရှိရင်တော့ငါးတောင်းထပ်ပေးရတယ်ပေါ့နော်။ဟိုတယ်မှာနေရတာလို့မြင်ရတဲ့ view နဲ့နေတော်တော်လေးကိုတန်နေမြင်ရဆိုရင်မီးဖုံးပြင်နေလုံးဝအထင်းသာအလင်းသာမြင်ရတာ။ ဒါလေးကတော့ဟိုတယ်ကနေရဘက်မြင်ရတဲ့ night view လေးပေါ့နော်။လုံးဝတိတ်ဆိတ်နေတက်ပြီးတော့ဒီမျိုးပြရဲ့အနှအပါနဲ့လုံးဝတခြားစီပဲပေါ့နော်။ယာဒီဥလူကလည်းအေးအေးလေးဆိုအရန်မြင်လို့ကောင်းတယ်။ကဲပူတင်ရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲ။အားလုံးပဲနောက်ဘလောက်မှပြန်တွေ့ကြမယ်နော်။